င်ထက်စားလို့ရှိရင်နည်းနည်းငယ်တဲ့စားရုပ်တွေကိုရိုက်ရဲလာတယ်ပေါ့ကျွန်တော်အရှိမဟိုနှောင်တို့ပါတော့ရိုက်တော့ကတော့ဩငါအဖေစားရုပ်တွေပဲငါရိုက်ရတော့မလားမသိဘူးဆိုပြီးတော့ဖြစ်ခဲ့ဘူးတယ် ီလုပ်ငန်းကိုဒါအမျိုးသမီးလူငယ်၂ယောက်ကနေပြီးတော့မှထူထောင်ခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်။အဲဒီညီမလေးရဲ့ documentary လေးကိုကြည့်ရတာလည်းအင်အားတွေဖြစ်မိတယ်။ဒီတိုင်းတော်လိုပဲသူကလဲကြတိုင်းမှာပြန်ထနိုင်တဲ့အရေးချင်းရှိတဲ့သူတယောက်ဆိုတော့ဟုစပြီးတော့မှသိလာတယ်။ဟိုကလေကျမအနေနဲ့အရင်လေးစားရတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ကို။ များကြီး energy တွေအများကြီးတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီလုပ်ငန်းကိုဒါအမျိုးသမီးလူငယ်နှစ်ယောက်ကနေပြီးတော့မှထူထောင်ခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်အဲဒီညီမလေးရဲ့ documentary လေးကိုကြည့်ရတာလည်းအင်အားတွေဖြစ်မိတယ်ဒီကတော့တကယ်ကိုစုပ်ဦးတင်ထွန်းအမျိုးသမီးတယောက်လို့ဒီမှာပြောခြင်းတယ်ကျမအញ្ញံကိုရှုံးနေနေတဲ့အချိန်မှာဘေးမှာအတူတူရှိနေပြီးပြီးတော့မှငွေကြေးရအောင်ဆက်နေတယ်။ကျွန်တော်ဆိုလို့ရှိရင်တကယ်တမ်းဆိုလို့ရှိရင်လေဟိုဘယ်လိုခေါ်မလဲဆိုတော့ ငယ်တုန်းကဖြတ်သန်းခဲ့တဲ့အချိန်တွေရှိတယ်လို့အခက်ခဲတွေကိုကြော်လွားခဲ့ရတဲ့အချိန်တွေပေါ့နော်အဲ့လိုအချိန်တွေကိုခဏတစ်ပြုတ်စိတ်ထဲမှာပြန်ပြီးတော့အမှတ်ရသွားစီတယ်ပေါ့လိုမျိုးအမျိုးသမီးနှစ်ယောက်ဒီလိုမျိုးလုပ်ငန်းကြီးတစ်ခုကိုဒီ company တစ်ခုကိုပေါ့နော်ထူလက်ထူထောင်နိုင်တယ်ပြီးရင်အဲလူတွေရဲ့အကျိုးပေါ့နော်တကယ်တမ်းဆိုရင်ဘဝမှာဒီစက်မှဆိုတာရှင်သန်ဖို့ကအရေးကြီးဆုံးပဲပေါ့အဓိကကြတဲ့ဒီ mind main point တခုကိုမှဒီလိုမျိုးလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့လေဒါကုသိုလ်လေးရဝန်လဲဝါတဲ့အလုပ်တခုလို့လည်းမြင်နေပေါ့နော်အဲကျွန်တော်ဆိုရင်လည်းအရင်တုန်းကဝိတ်ချခဲ့တယ်ဒါပေမဲ့ဒီမမှန်တဲ့အခါကျတော့ဟိုလူကနေမကောင်းသလိုမျိုးကြီးပိန်သွားတာမျိုးရှိခဲ့ဘူးတယ်ပေါ့နော်အခုဒီ join နဲ့ join ဖြစ်တဲ့အချိန်မှာ तू ကဟိုခန္ဓာကိုယ် healthy ဖြစ်ပြီးတော့ပေါ့နော်ကျွန်တော်ကဟိုပါဘောဘယ်လိုခေါ်မလဲဆိုတော့ခန္ဓာကိုယ်ကပုံမှန်အတိုင်းကြည့်ကြည့်လေးလေးနဲ့ရှိသိရှိတတ်တဲ့အာဟာရတွေရှိသိရှိတတ်တဲ့ မာဆယ်တွေကိုလည်းဟိုပါတိဆောက်ပြီးသားဖြစ်နေတယ်ဆိုတော့လေဟိုဟိုပါဟိုလူကအရင်ပိန်သွားလိုက်တာဆိုတာမျိုးမဟုတ်ပဲနဲ့ချိန်ကောင်းလာတယ်ဆိုတဲ့ဟာမျိုးလေးကိုခံစားရတယ်ပေါ့ဆိုတော့အခုအာလက်ရှိမှာကျွန်တော်ဟိုပွဲတွေလည်းနည်းနည်းပါပါပိုတက်ဖြစ်လာတယ်။နောက်ပြီးယုံကြည်မှုလည်းပိုရှိလာတယ်ပေါ့နော်။အဲရုပ်ရှင်ရိုက်ကူးတဲ့အချိန်မှာလည်းအရင်အရင်ထက်စားလို့ရှိရင်နည်းနည်းငယ်တဲ့ဇာတ်ရုပ်တွေကိုရိုက်ရဲလာတယ်ပေါ့က ကျွန်တော်အရှိမဟိုနှောင်တို့ပါတော့ရိုက်တုံးကတော့အော်ငါအဖေဆက်ရုပ်တွေပဲငါရိုက်ရတော့မလားမသိဘူးဆိုပြီးတော့ဖြစ်ခဲ့ဘူးတယ်ပေါ့အမေဒီ join နဲ့ join လိုက်တဲ့ချိန်မှာအဲနည်းနည်းလူငယ်ဆက်ရုပ်လေးတွေကရိုက်ကြည့်အောင်မယ်ဆိုတဲ့စိတ်မျိုးဖြစ်မိတယ်ပေါ့ဒါကတော့ join နဲ့ join မိတဲ့အချိန်မှာရလိုက်တဲ့ ကျိုးအမြတ်ပေါ့ဒီဒါတကယ်မျိုးပြောချင်ပါတယ်။ကိုယ်ကတော်တော်လေးကိုယ်ရစ်ဆက်သွားတာအခုခဲဆိုတိတာ။ညနာဆိုတိတာရယ်။ကျွန်တော်ကနည်းနည်းလေးဝါလာတာနဲ့ပါးတွေဖောင်းတဲ့အထဲမှာပါတော့လေ။ဟာ။ဟုတ်ပါဘူး။ဟုတ်ပါဘူး။ဒီကတော့ကျွန်မပြပါလိမ့်မယ်။ Okay ဒီကတော့ကျွန်တော်စီကိုဘယ်သူလဲဖြစ်ဖြစ်ပေါ့နော်။ဟိုအခုညာရှင်မရဲ့ဖုန်းပေါ့။ ် join နဲ့လာပြီးတော့ register လုပ်လိုက်တာပဲဖြစ်ဖြစ်ကျွန်တော်လက်ဆောင်ပေးတာပဲဖြစ်ဖြစ်ဒီ class ကြရဲအဲကျွန်တော်ကလည်း nutritionist ပါเนาะဒီ SL ဒီအစာအာဟာရဆရာဝန်တွေကနေပြီးတော့မှဒီရဲ့ဒီလူကဘယ်လိုမျိုးဘာလို့အဲ့လဲပေါ့နော်ဒါကို analyze လုပ်ပြီးတော့မှသူ့အတွက် personalize လုပ်ထားတဲ့ဒီဒီ plan ကိုထုတ်ပေးတယ်အဲဒီ nutritionist တွေကအဲ့ဒီကနေမှလည်းဆက်ပြီးပေါ့ဆိုလဲ chef တွေကိုဒီရဲ့ဟာကိုပြီးပြီးတော့မှ chef တွေကနေအဲ့ဒီအတိုင်းကိုချက်ပြုတ်ပြီးတော့မှပုံပေးရတယ်နော်အဲ့လို ကိုနေတိုးလို့ဆိုလဲလာပြီးပြောတကယ်ဟိုဒီအတွက်ကိုကျမတို့ကမီဘောက် support လုပ်ပေးမယ်လေဒါဟိုတေချာလေး live follow လုပ်တဲ့အတွက်ကြောင့်မလို့ဒါဒါပြောင်းလဲမှုတစ်ခုရတာပေါ့နော်ဒီမွေးတဲ့မှာဟိုကကျမပြောရှင်တဲ့ဟိုပန်ဆန်းနိုင်ပါစေလို့ဆုတောင်းပေးပါရယ်နောက်ပြီးတော့ဒီ joint company တစ်ခုလုံးနဲ့အခုလိုမျိုး ဟိုပေါ့နော်ကျမပြောရှင်တဲ့လူတွေရဲ့ lifestyle တွေကိုအခုလိုမျိုးပြောင်းလဲပေးနိုင်တဲ့အတွက်ကြောင့်မို့လို့လည်းဂုဏ်ယူပါတယ်။အများနဲ့လည်းအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။ကျေးဇူးများကြီးပါတယ်ခင်ဗျာ။အခုလိုမျိုးဒီမှာရွေးနေပွဲကိုပေါ့နော်တကယ်ကိုအချိန်ပေးပြီးတော့တက်ရောက်ပေးတဲ့အတွက်လည်းအကျဉ်းဝဲတာရပါတယ်။ကျေးဇူးတင်ပါတယ်